ုံးမဲမင်္ဂလာပါရှင်ကျမတို့ရဲ့အဝါဘက်တီ channel ကနေကြိုဆိုပါရစေဒီမှာဒီကနေ့ဖတ်ပြခြင်းနဲ့ကြားရလေးကတော့ဒေါက်တာဖြူတီယာရေးသားထားတဲ့ကျေးဇူးတင်တဲ့ခြင်းနဲ့မျှဝေတဲ့ခြင်းဆိုတဲ့ဆောင်းပါးလေးကိုဖတ်ပြခြင်းပါတယ်ရှင်။ကျေးဇူးတင်တဲ့ခြင်းနဲ့မျှဝေတဲ့ခြင်း Gratitude လို့ခေါ်တဲ့ကျေးဇူးတရားကိုအတိအမဲ့ပြုတဲ့ခြင်းဟာစိတ်ကျမ်းမာရေးအတွက်အင်မတန်အရေးကြီးပါတယ်။ လူမှုဆက်ဆံရေးနဲ့ပုံပြီးအဆင်ပြေစေတယ်။ကျွန်တော်တို့ကတစ်ခါတလေကြဖွဲ့ဖို့တစ်ချက်လုံးပေါ်ကအမဲချက်ကလေးကိုပဲပုံမြင်တတ်ကြရမလား။လူတွေနဲ့ပတ်သက်ရင်လည်းမကောင်းတာပဲတတိယကြတာများတယ်။သူရင်ကခုပေါ်ကောင်းပေးခဲ့တာတွေကိုတော့မိတ်သွားတတ်ကြရတယ်။ဒီအခါအမုန်းပွားတယ်အညှို့ထားတယ်နာကြီးတယ်။ဘဝပြည့်အချိန်တွေကကံကောင်းကြတာတွေလည်းအများကြီးရှိတယ်။မွေးဖွားခြင်းပြညာဒေတာလူသားဖြစ်တဲ့မိဘမျိုးယူရုပ်စင်းအင်ကစတဲ့ဖြစ်ပေါ့။ဒါရီပေါ်မှာလည်းဂုံမမနေပဲအတိမဲ့ပြတတ်ဖို့လိုအပ်တယ်။ အဲ့ဒါကနှိမ့်ချခြင်းကိုဖြစ်လာစေပြီးကိုယ်လောင်မှာကံမကောင်းတွေကိုကိုယ့်ရဲ့ကံကောင်းခြင်းတွေပြန်လဲမျှဝေလာနိုင်စေတယ်။အခုဆိုရင်နိုင်ငံရဲ့နေရာအနေပြမှာဆင်းရဲဒုက္ခရောက်နေကြတယ်။ထမင်းနဲ့မှအောင်စားရမို့ပူပန်နေရသူတွေအသက်နဲ့ခန္ဓာဘယ်နည်းအိုးစားခွင့်မသိတဲ့သူတွေနေမကောင်းဖြစ်လို့တောက်စီရဆေးတောင်မရှိချတဲ့သူတွေဒုနဲ့ဒီပါပဲ။ကိုဘွားကိုခက်ခဲလာပြီးထင်တဲ့အခါသူတို့တွေနဲ့နှိုင်းရှင်ပြီးငါကအများကြီးတော်ပါသေးတယ်လို့တခါလေးတွေးကြည့်ပေးရတယ်။ သူများတွေတောင်ဒီလောက်ဒုက္ခရောက်နေတာငါကဒါတွေကိုညှင်းညူမနေသင့်ဘူးဆိုပြီးကိုခံစားချက်တွေကိုပိတ်ပင်မထားသင့်ပေမဲ့ဒါဒီလဲစိတ်ကိုဖြစ်ပြောက်တဲ့အတွေ့အကြုံမျိုးပါပဲတစ်ဖက်မှာလည်းကိုမှရှိရဲ့ကံကောင်းခြင်းတွေကိုမျှဝေရမယ်ထမင်းနဲ့မမှန်သူတွေပိုက်ပြေတော့အောင်အမိုးအကာမရှိသူတွေအမိုးအကာလေးတွေရလာအောင် နေမကောင်းဖြစ်လို့စေကမပြနိုင်သူတွေတောက်စီယာစီရှိအောင်စသဖြင့်ပေါ့ဒါဟာကိုရဲ့ blessing တွေကိုအကောင်းဆုံးအသုံးချနိုင်လေဖြစ်ပါတယ်ဒီအချင်းသားတရားကလိုအပ်နေသူတွေကိုပဲကျိုးရှိစေတာမဟုတ်ပါဘူး ပေးလိုက်တဲ့သူရဲ့စိတ်ကိုဝါကြည်နင်းစေတယ်။အေးချမ်းစေတယ်။ပျော်ရွှင်စေတယ်။ဒါကြောင့်အကြည်တဲ့ရရရကြောင့်အကြောင်းတရားတွေထဲမှာအကျဉ်းတရားထားခြင်းဟာထိတ်ဆုံးကနေပါဝင်နေတာဖြစ်ပါတယ်။ဒေါက်တာဖြိုးတီဟာ